လုံ၍ခြုံသောယတာဝတ္ထုတို့ချစ်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 တိတ်ဆိတ်မှုမှထွက်ပေါ်လာတဲ့ငါရီလက်တံရဲ့ရွေလျားတံကျမကိုတတိပင်းနေသလိုလိုပါပဲကွန်ပျူတာကိုပိတ်ညာရီကိုမော့ကြည့်ရော၈နိုင်နဲ့28မိနစ်ပိတ်ဆရာရှိရဲ့ခလုတ်တွေကိုပိတ်အားလုံးဆက်စီပြီးရုံးပြင်ကိုထွက်ခဲလိုက်တယ်ညာမီးအောင်မိတ်တုံမိတ်တုံနဲ့အတူရန်ကုန်မြို့ရဲ့ညာအလာကား ခေါဝါဝါပါပဲဒီနေ့ဟာအရင်ညတွေနဲ့မတူလမ်းမပေါ်မှာမုတ်ဆိုင်နဲ့တောက်စားလို့ရတဲ့ဆိုင်ထဲမှာလူစီကန်းနေဟုတ်တယ်ဒီနေ့ကပေးသေးဆိုတဲ့လက်စားထုတ်ရပါပဲကျမတို့တမန်နေရီလိုပဲဘတ်စကားမှတ်တိုင်ကိုလမ်းလျှောက်တယ်ဘတ်စကားလာကိုစောင့်နေလိုက်တယ်တမန်နေရီနဲ့မတူတာကတခုပဲရှိတယ်ပေးသေးမှုရရလားစားတလားစားကျမရဲ့ လက်ဆွဲအိတ်ထဲမှာဆိုတာပါပဲလက်ထဲကနိုင်ကိုလည်းကြည့်ဘတ်စကားလာရကိုမျှော်ကြည့်လစာထုတ်ရမို့အလုံးများတာနဲ့ဒီနေ့ဟာတော်တော်ကိုနောက်ကျနေမှန်းကျမသိနေရလေ15မိနစ်လောက်တက်တာမှာတော့စောင့်မျှော်နေတဲ့ဘတ်စကားဟာစိုက်စိုက်မြဲမြဲကို ရောက်ရှိလာပါတော့တယ်လူနေငယ်ချက်ပင်မဲ့မစင်စားပဲဘတ်စကားပေါ်အပြေးတက် ကားပေါ်ရောက်မှသာအင်ကနေချနိုင်တဲ့အဖြစ်မျိုးဟာသူမချနာဘဝတွေတက်မထူးဆန်းတဲ့အဖြစ်တွေပေါ့ တကယ်မှန်စီရမခီက45မိနစ်မှာရန်ကုန်မြို့ရဲ့ကပေးတပွဲလမ်းပိတ်တာကြောင့်တနားရီနဲ့မိနစ်30လောက်ကြာမယ်ဆိုတာကျင့်နေပြီသားပဲလေကားပေါ်ရောက်တဲ့အချိန်က၈နာရီခွဲကျော်ကျော်ရက်လိုက်နားလိုက်ဘတ်စကားပေါ်ကစောင်းပေါက်ခတ်ဆုပ်ဆုပ်စီကတချင်းတန်ကခတ်တဲ့တဲ့တီးတူတချင်းတန်ကြားမှာလိုက်ညီးနေရင်ကနေအပြင်ဘက်ကိုတစ်ချက်လန်းကြည့်တော့ဝိုးက ရွာမဲဟန်ပြင်းပြင်းလက်တစ်ဖက်ကတန်းကိုခိုင်း တပတ်ကလက်ကအိတ်ကိုဆမ်းရင်ဘိုးရဟန်ပင်တော့မှသာကြီးဆောင်ဖို့ကိုတတိယမိတယ်။ဒီလိုပါပဲ။အချို့ຢာတွေကိုလူတွေဟာမိထားတတ်ကြတယ်။တကယ်လိုအပ်မှသာအဲ့ဒီຢာတွေကို ပြန်လဲတတိယတတ်ကြတယ်။တွေ့ရင်တွေ့နေတော့စိတ်မဲ့ဘတ်စကာမှတ်တိုင်ကိုရောက်လာတော့မယ်။ကျစ်ဆိုတဲ့စုပ်တက်တဲ့နဲ့တူပါပဲ။ဘတ်စကာဘော်ကဆင်းဆင်းချင်းကြီးကိုဖွင့်မိတယ်။မိုးဟာဘတ်စကာဘော်ကဆင်းတာနဲ့ကွက်တီပါပဲ။တဲတဲမဲမဲရွာချတော့တယ်။ တက်တက်မဲမဲမိုးနဲ့အတူပဲပဝင်းချင်းဟာမောင်မိုက်သွားတယ်။ဘတ်စကားမတိုင်ကနေအင်ကိုရောက်ဖို့ဆိုတာလမ်းမကြီးကနေလမ်းချလေးလမ်းချလေးကနေတဆင့်လေခွင်းတစ်ခုကိုဖြတ်ရမှာမို့တက်ပြင်းတက်ချက်ချခြေလမ်းကိုလဲတတ်တော်လေးရှောင်နေမိတယ်။ဒီနေ့ဟာလာခထုတ်ရလေ။ကိုကိုမျောနေတဲ့မိသားစုဆိုတာရှိရမဟုတ်လား။ဦးတဲ့လက်စမီတွေပြတ်သွားတဲ့ထုံးစံနဲ့ပဲလမ်းမပေါ့ တတိုင်မီတွေဟာလည်းမောင်ကမိုက်နေတယ်။ဘတ်စကားကကနေအိမ်ကိုရောက်ဖို့ကမိနစ်20နီးပါးကြာမယ်။နှာရီကိုကြည့်မိတော့10နာရီနဲ့35မိနစ်။အမေကိုပဲဖုန်းတစ်ချက်ကြိုဆက်ထားမလားစဉ်းစားမိရဲ့။ပြန်လာနေကြလမ်းမို့စိတ်ပူနေမှာဆိုတာနဲ့မဆက်တော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်မိပြန်တယ်။ရွာနေတဲ့မိုးနဲ့အတူပဲကျမခြေလမ်းတွေဟာခတ်တတ်တတ်ဆိုတာတကူတွတ်နေမိပါတယ်။ နားထဲမှာကြားလိုက်ရတဲ့အတန်တန်။ကျမနောက်ကဆိုတာမကြည့်ပဲနဲ့သိနေမိ။ခြေတန်းလူတယောက်ရဲ့ခြေတန်း ठी ကိုတစ်ချက်ဆောင်းနေကြည့်ရောငါးပြေခွာလောက်မှာမဟုတ်ဘူး။ခက်လန်းလန်းကပဲ။ကျမလည်းမကြည့်ရဲဘူး။ခြေလန်းကိုသာခက်တတ်တတ်ရှောက်မိနေတယ်။တလောကပဲလူငင်းချမ်းသာခွင်နဲ့လွတ်သွားတဲ့အကျဉ်းသားတော်တော်များများဆိုတာသိနေရဲ့လေ။အဲ့ဒီနောက်ပိုင်းမြို့ထဲမှာ 49လမ်းနေကင်းကျောင်းတောင်မင်္ဂလိရှင်ဓာတ်ထောင်ွေတောင်းခံရတဲ့တည်င်းကားလုံးမချပဲကားရဲ့နေရာကနေကားတကားပွင့်လူခံရတဲ့တည်င်းတွေဟာဝေစီကမကြောက်ဘူးတာတွေကြားနေရတဲ့ဖြစ်တွေလမ်းလျှောက်ရင်လက်ကန်အိတ်ကိုထိကင်ထားတဲ့လက်နဲ့ညက်ခါလက်ထဲကတစုံတစ်ခုကိုကျွန်မရှာပွေလိုက်တယ်လုံခဲရဲ့တပတ်ကျော်ခါမှာဝယ်ထားခဲ့တဲ့ခေါက်ဓာလေးတစ်ချောင်းကျွန်မလက်ထဲပါလာတယ်ဓာတ်ကိုကြည့်ကြည့်ပအောင်စုပ်ခြေလမ်းကိုလမ်း ခတ်တတရှောင်းနေမိတယ်။ကျမခတ်တတရှောင်းလေးနောက်ကချီးတဲ့အတန်ကလည်းတွက်လေးဆိုတာကျမတတိထားမိတယ်။တကယ်လို့များကျမကိုရန်ရှာလာရင်ကျမဘာလုပ်ရမလဲ။လမ်းမှာရှိတဲ့လူတွေကိုအကူအညီတောင်းရမလား။အကူအညီတောင်းဖို့ကဒီလမ်းကလူကခတ်ပြက်ပြန်။ဒါမှမဟုတ်ဒီဆက်ရအိမ်ကိုပြေးခွင့်ရမလားဆိုတာကို တွေးနေမိတယ်။အော်ဟဲ့အကူအညီတောင်းဖို့ဆိုတာလေဒီမိုးတီလေးနဲ့အချင်းကြီးဆိုတာတတိထားမိတယ်။ ဒီနေ့ကလာစာထောက်ရမဟုတ်လားလာကစားဝင်နှန်းတွေရဒီနေ့မှငွေပါလာမယ်ဆိုတာလူတိုင်းဒီပါသိကြတယ်လေနောက်ကလူဟာအဆန်လူချင်တာလားကျွန်မအတွေးပေါင်းများစွာနေပါပဲခြေလမ်းတွေကိုပိုပြီးညံအောင်ရှောက်မိတာနဲ့ထတ်တူ ကိုကိုကမလုံခြုံတဲ့ဘဝမှာနေနေရတယ်ဆိုတဲ့စိတ်နဲ့ထတ်တူငိုချင်လာမိပြန်တယ်နောက်ကခြေတန်းဟာလည်းတဖြည်းဖြည်းနဲ့နီးနီးလာသလို ကျွန်မလက်မကြည့်ပါဘူး။လက်ကြည့်မင်းကြောက်လိုက်တဲ့စိတ်ပုံမိမယ်ဆိုတာစိတ်နဲ့အတူပဲ။ပုံမြန်အောင်ရှောက်မိနေပြန်တယ်။လက်ကလည်းဓာတ်ကိုစုပ်ကင်ထားမိရဲ့။ခလန်းလန်းမှာ ကျွန်မအိမ်ကိုလှမ်းမြင်နေရပြီ။စိတ်ကစောနဲ့အတူပါပဲ အနေငယ်တပြင်းချမိတယ်။ကျွန်မအိမ်သားရောက်ထိတိုင်းမှာပဲခြေတန်းကကပ်ပါလာစေပါ။ကျွန်မကလည်းပို့ပြီးခြေလန်းတွေမြန်လာပါတယ်။ ကျမအင်ရှိချန်ပါဝါကိုအရှောင်းကျမခြေလမ်းတွေကိုရက်လိုက်တယ်ကျမခြံထဲမဝင်သေးဘူးဘလူးလူးဆိုတာသိကျင်နေသေးရဲ့နောက်ကအရေးရာ ကျမပေးနာကိုတဖြည်းဖြည်းရောက်လာတယ်ချီကိုအတားမမျက်နာကိုတစ်ချက်စောင်းငင်ကြည့်လိုက်တယ်ကျမမျက်လုံးဆောင်ဟာအနေငယ်ဝိုင်းကသွားတယ်ကျမနောက်ကထက်ချက်မခွာလိုက်လာတဲ့သူဟာကျမလိုမျိုးလက်ဆွဲဤတလုံးနဲ့ထီတစ်ချောင်းနဲ့ မိန်ကလေးတယောက်ဆိုတာပါပဲသူမျက်နာဟာစိုးရိမ်မှုအထင်းသားကနေအနှဲငယ်ပြီလျော့ဟန်နဲ့ဂျမကိုအနှဲငယ်ပြုံးပြတယ်ပြီးတော့ဂျမကိုစကားတခုပြောတယ်ဂျမကတရက်ကဟိုဘက်အိမ်ကပြောင်းလာတာပါဒီနေ့ပေးသေးဆိုတော့လမ်းမှာလူပြတ်တာတီးတော့ကားကိတ်မှာအမအောင်တွေ့ရတယ်အမနောက်ကနေကြောက်ကြောက်နဲ့လိုက်လာတာနောက်မှာပဲအင်သစ်တပ်ပွဲလာဖိတ်အောင်မယ်နော်ကျမလည်းကောင်းတစ်ချက်ညိတ်ကသူ့ကိုပြုံးပြလိုက်ပါတယ် ခြံတကားကိုဖွင့်စောနာကဆိုရင်စိတ်မလုံလုံတဲ့စိတ်တွေကိုဖယ်ကအိမ်ထဲရောက်ရင် အမေကိုပြုံးပြရအောင်မယ်ဖြတ်တန်းလာတဲ့မောက်မိုက်တဲ့လမ်းမကိုတစ်ချက်ငေးကြည့်တယ်။တိလိုက်ရတာကျမတို့ဘဝရဲ့မလုံခြုံသေးဘူးဆိုတာပါပဲ။ကျမလိုချင်တဲ့အရာတခုစိတ်ထဲကနေတောင်းနေမိရဲ့။အဲ့ဒါကကျမတို့ဘဝရဲ့လုံခြုံခြင်းမိအမေရဲ့ရင်နဲ့ရင်ရဲ့အမောတူ။ ဒီဝတ္ထုလေးကတော့2019လောက်မှာရေးထားတဲ့ဝတ္ထုလေးပါ။မကစင်မှာလည်းပါခဲ့ပူပါရဲ့။ဝတ္ထုလေးကိုနားထောင်ပြီးတော့တခုခုရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။